မတို့နေထိုင်တဲ့ပင်လုံအင်ယာမှာ ရေပင်းကြုံနေရလို့အခက်ကြုံနေရတဲ့ဆိုတဲ့အကြောင်းပြောပြလာတဲ့တရုတ်ဆောင်ခင်စားကြီးကျော်မင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ခင်စားကြီးကျော်ကတော့ single မသားတယောက်အနေနဲ့ရက်တည်နေသူဖြစ်ပြီးတာကြီးဖုံးမင်းနေလာနဲ့တမီးငယ်ထင်းသစ်စာတို့ကိုဖြောင်းမတ်မှန်ကန်တဲ့လမ်းကြောင်းတွေပေါ်ကိုရောက်နိုင်ဖို့အတွက်အကောင်းဆုံးလမ်းပြပေးနိုင်တဲ့မိခင်တယောက်လည်းဖြစ်ပါတယ် အခုနောက်ပိုင်းမှာတော့ခင်စာကြည့်ကြောကဇလန်ထဲတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာမကြာခဏပါဝင်ခွင့်ရရှိလာခဲ့ပြီးအောင်မြင်မှုတွေပြန်လည်ရရှိလာခဲ့ခြင်းလို့ပြောရမှာလည်းဖြစ်ပါတယ်။ခင်စာကြည့်ကြောတို့မိသားစုလေးကတော့ရန်ကုန်မြို့မြောက်တကုံပင်လုံအိမ်ယာမှာနေထိုင်ကြတာဖြစ်ပြီးမိုးရသည့်အစာပဲရှိသေးပေမယ့်ရေပင်းနဲ့ကြုံတွေ့နေရတဲ့ဆိုတဲ့အကြောင်းခင်စာကြည့်ကြောကဒီမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင်အတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ခင်စာကြည့်ကြောကကျမတို့ပင်လုံအိမ်ယာမှာ ရေပင်းနဲ့တွေ့တာ၃ရက်ရှိပါပြီရှင်။ မေလ26 29 28ရက်နေ့ဒီနေ့အဆိုးဆုံးမှာညနေ4နာရီဆိုရေတွေတက်လာပြီးည9နာရီမှအရှိကပြန်ကြတာပါတော်တော်ကိုဒုက္ခရောက်ပါတယ်ရှူတင်ကပြန်လာတဲ့အချိန်လမ်းထဲမှာရေတွေဝင်နေလို့ကားကိုလမ်းထိပ်မှာထားခဲ့ရပြီးအိမ်ထဲကိုရေတွေကြားထဲကနေလမ်းလျှောက်ပြီးပြန်လာရပါတယ်။ဒီလိုမျိုးကြီးကြုံနေရတာအဆင်မပြေပါဘူးဆိုပြီးတော့ခင်စားကြည့်ကြော်ကပြောလာခဲ့တာလည်းဖြစ်ပါတယ်။ အခုဆိုရင်တော့မုတ်တုံမိုးရဲ့အစာပဲရှိသေးတယ်ဆိုပေမဲ့ရန်ကုန်မြို့ရဲ့လူကုန်းတန်းအတိုင်းဝိုင်းနေအများဆုံးနေထိုင်ကြပြီးတိမ့်တောင်းနဲ့ချီတဲ့နေအိမ်ခြံဝန်းနေမှာတော့မှမိုးရသည့်အစာမှကလေးကရေရီတလက်ဟုံးဝင်လာလို့မြောက်တကုံဘက်ကပြည်သူတွေအားလုံးအဆင်မပြေဖြစ်နေကြရတာလည်းဖြစ်ပါတယ်အမေ တယ်လေပရောဝင်တာပဲဘာလို့လဲဒီမှာငါ့ကိုရှောက်ရိုက်နေဒီမှာဘုံလုံးကြောင်လုံးကြောင်ညှို့ပေါ်လာရင်တော့ဖားလေညှို့မတွေ့ပါဘူးအမေမမြင်သာသွားမေးအဲ့မှာတနေရမှာရက်မနေနဲ့ပြည့်စုံပြည့်စုံမှာချင်းခေါင်းကြီးနဲ့ရှောက်ပေးနေလို့ဖြစ်နေအမေအဲ့အဲ့ထိတာမင်းကသူမြင်မှာမဟုတ်ဘူးလေခါပဲကားရှောက်ပြီတော့ကားရုပ်နေ